ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်မလေးရဲ့ပေါက်စီဆိုင်တောင်းအလီတစ်ခုမှစင်ရလုံးနဲ့ငှက်မလေးတော်တနီးကသူမရဲ့ယောက်ျားတနုနဲ့သူမရဲ့သမီးလေးနှစ်ယောက်နဲ့အတူနေထိုင်ပါသူမရဲ့သမီးလေးတွေနာမည်ကပင်ကီးနဲ့စနိုးတို့ပဲဖြစ်ပါတယ် တနာစရာကောင်းတဲ့တွန်တနီလေးဟာသူ့သမီးတွေရဲ့ဝမ်းစာအတွက်ရာသမားအလုပ်တန်းလုပ်ပိုင်းတွန်တနီရဲ့ယောက်ျားတန်နူဟာအယက်သမားပဲဖြစ်ပိုင်းသူကတွန်တနီကိုအယမ်းပဲရိုင်းနှက်နှိပ်စက်ပိုင်းရာသမားပတ်စံတွေကိုလည်းအယောက်ဝယ်တဲ့နေရာမှာတုံးပြစ်လိုက်ပိုင်းတွန်တနီနဲ့သူ့သမီးတွေလည်းရက်အနှင်းငယ်လာဘာမှမစားပဲနေခဲ့ရတာတွေလည်းရှိပိုင်းတနေ့မှာတော့တွန်တနီကတီချာစဉ်းစားလိုက်ပိုင်းတနေ့ကောင်ဘာမှမစားပဲနေနေရရင်ငါသမီးလေးတွေကြာလာရောဂါရလိမ့်မယ် တနုကိုပြောနေရင်အလက်ကားပဲဘာမှအကျိုးမရှိဘူးသူတနေ့ကအရက်တွေတောက်ပြီးပဲမိုးရွနေရပြီးတော့သူ့သမီးတွေလည်းနည်းနည်းလေးမှမချစ်ဘူးသူကအကူညီပေးမှလည်းမဟုတ်ဘူးငါကလေးတွေကဲတင်ခြင်းနဲ့ဆိုရင်ငါကိုယ်တိုင်ပဲတခုခုလုံးမရှမင်းငါအိမ်နာမှာပေါ့စီဆိုင်ဖွင့်လိုက်ကောင်းမယ်ထင်တယ်ပေါ့စီလုပ်ရတာအရင်လဲနေတယ်နောက်ပြီးငါပေါ့စီကောင်ကလုတ်တက်တယ်ဟုတ်တယ်ငါအဲ့အဲ့လုပ်ပဲလုပ်မယ်အဲ့လိုဆိုရင်ငါသမီးလေးတွေကိုလည်းစောက်ရှောက်နိုင်မယ်သူတို့ကိုထားပြီးလဲဘဲမှသွားစရာမလို့ ကျွန်းတနီလဲသူ့စုထားရဲ့ပတ်စံလေးတွေနဲ့အိမ်နာမှာပေါက်စီဆိုင်လေးဖြွင့်လိုက်ပိုင်သူသမီးနှစ်ယောက်ကလည်းသူတို့ရဲ့အမေကိုဝိုင်းပြီးကူညီပေးကြပါပေါက်စီလေးတွေရမယ်ပူပူနွေ့နွေ့အရသာရှိရှိပေါက်စီလေးတွေရမယ်တခါစားပြရနဲ့ခဏနာစားကျင်စိတ်တွေပေါ်လာမယ်နော်တွန်တနီရဲ့အတန်းအောင်ကြတော့ဒေါရီယာကျင်းငှက်တွေနဲ့ငှက်ပေါက်လေးတွေဟာတွန်တနီရဲ့ပေါက်စီဆန်လေးစီရောက်လာကြပါပြီးတော့သူ့လုပ်တဲ့ပေါက်စီကိုစားပြီးချီးကျူးကြပါတွန်တနီလည်းပေါက်စီရောင်းပြီ ဝင်ဝေကောင်းနေပိုင် တနေ့မှာတွန်တနီယာအိမ်မှာပေါက်စီလုံနေတဲ့အချိန်မှာတနူဟာသူ့မနောင်ရှောက်လာပိုင်တွန်တနီငါတငယ်ကြီးတချို့အိမ်လာဖို့ရှိရင်နေသူတို့အတွက်ပေါက်စီလုံထားပေးသူတို့ကနေလို့ပေးရဲ့ပေါက်စီကိုတိတ်ကြိုက်ကြတာတနူရဲ့စကားကြတော့တွန်တနီလည်းဒေါသထွက်လာပြီးအခုလိုပြောလိုက်ပိုင်တနူဒီပေါက်စီရီယာရှင်နဲ့ရှင်ရဲ့အရက်သမားတငယ်ချင်းတွေအတွက်လှုပ်ထားတာမဟုတ်ဘူးဒီပေါက်စီရီယာတော်ရီယာငှက်တွေရှာမို့ကျမလှုပ်ထားတာ အဲ့ဒီရရတဲ့ပတ်စံနဲ့ကျမသမီးလေးတွေရဲ့နှောင်ရည်ကိုစိတ်ချရအောင်ရှာနေရတာရှင်မတဏီကောင်အရက်တောက်မယ်သူများလောက်တာရဲ့အစာကိုစားလိုက်မယ်အဲ့ဒါကိုလဲပြီးကျန်တာဘာလို့မှမလုပ်ဘူးတွန်တနီရဲ့စကားကိုကြားတော့တနူလဲစိတ်တော်ပြီးမျက်လုံးတွေနှီးရဲလာပါ යි တရောင်းစားမှနေအရန်စကားတွေတက်နေပြီနေကိုမရိုက်ရရက်အတော်ကြာပြီဆိုတော့အရန်ပြန်ပြောတက်နေပြီပေါ့ပေါက်စီလေးရောင်းပြီးပတ်စံလေးနဲ့နဲ့ရှာနိုင်လိုက်တာနဲ့ကုတ်ကုတ်ကိုဘီရင်မာကြီးလိုထင်နေရလားနေကိုရိုက်နေဖို့လိုအပ်နေပြီထင်တယ် ဲလိုပြောပြီးတန်နူကတွန်တနီကိုရိုက်နှက်ပါတော့တယ်တွန်တနီအရိုက်ခံနေရတာမြင်တော့ပင်ကီးနဲ့စနောကသူ့အမေကူညီပေးဖို့ရောက်လာကြပါတယ်အဖေအဖေအမေကိုမရိုက်ပါနဲ့အမေကိုလွတ်လိုက်ပါမရိုက်ပါနဲ့ရောအမေတည်သွားလိုက်မယ်အမေကိုလွတ်ပေးလိုက်ပါအဖေအဖေကအယမ်းဆိုးတာပဲသမီးတို့ရဲ့အမေကိုလွတ်ပေးလိုက်ပါနေတို့ဒီကနေထွက်သွားကြစမ်းနေတော့ပါမလို့နေတော့အမေလာခဲ့နေရဒီနေ့တော့ငါတို့ရိုက်ရိုက်ပြီးတော့တက်ပြစ်မယ်အခုတော့အရန်တွေပြန်ခတ်ပြောတတ်နေရ နင်တို့နှစ်ယောက်လည်းဒီကနေဝေးဝေးဖယ်နေလိုက်မဟုတ်ရင်နင်တို့နှစ်ယောက်ကိုလည်းအရှိမထောင်အဲလိုပြောပြီးတနူကတွန်တနီကိုအားနဲ့တွန်းထုတ်လိုက်ပါတယ်ဒါပေမဲ့တွန်တနီကစနိုးနဲ့တိုက်မိပြီးစနိုးကနယံနဲ့ကောင်းနဲ့စောက်မိပြီးသွေးရီထွက်လာပါတယ်အဲ့တော့မြင်တော့တနူကတွန်တနီကိုဆက်မရိုက်တော့ပဲအိမ်ပြေမှာထွက်ထိုင်နေလိုက်ပါတယ်တွန်တနီလည်းစနိုးနာကိုတွားကြည့်လိုက်ပါတယ်စနိုးရေစနိုးသမီးလေးစနိုးရေမျက်လုံးဖွင့်ပါအောင်သမီးဘာဖြစ်သွားလဲ ဒါပေမဲ့စနိုးရဲ့မျက်လုံးတွေကပြွင့်မလာပါဘူး။သူမရဲ့ခေါင်းထဲကနေသွေးတွေထွက်နေပါ යි ။အနားမှာရှိတဲ့ပင်ကီးလေးကလည်းကြောက်ပြီးငိုရိုနေပါ යි ။စနိုးရဲ့ခေါင်းမှာဒဏ်ရာကြီးကြီးရထားတယ်။သူအခုတတိလည်းမရတော့ဘူး။သူ့အစည်းအုံခေါ်သွားကြရအောင်။တည်သွားပလိစေ။အဲ့အာကုတ္တမာရီယာငါ့ကိုစိတ်ညာလုံနေရ။တယောက်တော့ကြံနေအောင်ပါပဲ။အဲ့လိုပြောပြီးတန်နူကထွက်သွားလိုက်ပါ යි ။တို့တနည်းလဲသူမတယောက်တည်းစနိုးလေးကိုချီကဆရာဝန်ပပူးစီခေါ်သွားလိုက်ပါ යි ။ဟဲ့ တန်ရအတော်နှက်သွားတာပဲပတ်တီးစီးပေးလိုက်မယ်ပြီးရင်ဆေးရည်ရေးပေးလိုက်မယ်ချက်ချင်းသွားဝင်လာပြီစေးစာရက်ကိုမြင်ပြီးတူတနီးအောင်ငိုပါအောင်ရယ်ဘာဖြစ်လို့လဲဘာအဆင်မပြေရများရှိလို့လဲဆရာဝန်မကြီးကျမမဆေးရွယ်ဖို့ပတ်စံမရှိပါဘူးကျမဘယ်ကနေဆေးသွားဝင်လာရမလဲကျမရှာထားသမျှပတ်စံတွေအကုန်လုံးကျမအရဲ့တမယောက်ျားအကုန်သုံးဖြုံးပြစ်လိုက်ပြီအေးပါနေမငိုပါနဲ့ငါပဲဆေးရည်ထုတ်ပေးလိုက်ပါမယ် ဒါမဲ့နေကလေးကိုရက်ချင်းပြန်ခေါ်လာပြရမယ်နော် နေအလုပ်လေးပါလေမလုပ်ချင်ဘူးလားငါစည်းကမ်းမှာအလုပ်လုပ်ဖို့လူလိုနေရယ်နေလုပ်ချင်တယ်ဆိုရင်လုပ်လို့ရတယ်တပြည့်စည်းလဲကျန်းတိုင်ပဲလုပ်ရမှာဆရာဝန်မကြီးကျမမှာတမီးနှစ်ယောက်ရှိရယ်ကျမသူတို့အိမ်မှာထားပြီးဘယ်လိုလာရမလဲအဲ့လိုဆိုလဲကောင်းပြီနေအိမ်မှာပဲအလုပ်လုပ်ငါနေကိုကူညီပေးပါမယ်ဆရာဝန်မကြီးအိမ်သားမှာကျမပေါက်စီသံလေးတစ်စံဖွင့်ထားတယ်။ဒါပေမဲ့လည်းဘာမှမထူချောင်းကျမရှာလို့ရတဲ့များပတ်စံတွေ ကျမယောက်ျားအရက်တွေဝဲဖို့တုံးပြလိုက်တယ်။တွန်တနီရဲ့တနာစရာကောင်းတဲ့ဘဝအခြေအနေကိုကြားတော့ဆရာဝန်မဘဘူးလည်းငိုပါအောင်တယ်။ဆရာဝန်မကြီးကျမရဲ့ဘဝအခြေအနေကိုကြားပြီးဘာလို့ငိုနေရလဲ။တွန်တနီနေရဲ့ဘဝအခြေအနေကငါ့အမေရဲ့ဘဝအခြေအနေနဲ့အတူတူပဲ။ငါ့အဖေကလည်းအရက်သမားပဲ။ငါ့မှာလည်းညမ၃ယောက်ရှိရေးအဖေကိုစိတ်ကောင်းပြီးအမေကအဖေကိုပြစ်ထားခဲ့တယ်။အမေတယောက်တည်းကငါတို့ကိုပညာသင်ပေးပြီးအခုလိုနေရာမျိုးထိရအောင်ပြောထောင်ပေးခဲ့တာ။ တွန်တနီနေငါပြောတာနားထောင်နေယောက်ကြောင့်ထားခဲ့လိုက်တော့ပြီးရင်နေသမီးတွေခေါ်ပြီးငါစည်းကမ်းပဲလာခဲ့လိုက်ငါစည်းကမ်းနဲ့မှနေအတွက်နေစရာငါစီတင်ပေးမယ်စည်းကမ်းရဲ့အပြင်ဘက်မှာပဲနေပေါက်စီဆိုင်ဖွင့်ဒီနားလေးမှာကြောင်တကြောင်လေးရှိတယ်အဲကြောင်မှာပဲနေသမီးတွေကိုထားလိုက်အဲလိုနီးနဲ့နေသမီးတွေဂရုစိုက်ပေးနိုင်တယ်လို့ပေါက်စီနဲ့ရောင်းလို့ရမယ်တွန်တနီလည်းဆရာဝန်မပြောတာတွေကိုသဘောကျသွားပါတယ်အဲလိုနဲ့တာသမီးနှစ်ယောက်လုံးကိုစည်းကမ်းနဲ့ခေါ်လာလိုက်ပါတယ်နောက်နေရာစပြီး စေကဲ့အပြင်မှာပေါက်စီဆန်ဖွင့်ပြီးရှောင်းလိုက်ပါပေါက်စီလေးတွေဝဲကြပါအောင်ပူပူနွေနွေရတာရှိရှိပေါက်စီလေးတွေဝဲစားကြပါအောင်တခါစားပြီးခဏခဏစားကျင်စိတ်တွေဖြစ်လာမယ်နော် တွန်တနီးဆန်ရပေါက်စီကိုစားပြီးသူ့ဆန်ရှိမှာငှက်တွေအများကြီးရောက်လာပါအဲ့လိုနဲ့တွန်တနီးပေါက်စီရောင်းပြီးသူ့မရဲ့သမီးလေးတွေနဲ့အတူပျော့ပျော့ရွှင်ရွှင်နေထိုင်သွားပါတယ်ဝါနဲ့ထီရောင်တဲ့ငှက်မလေးကျောင်းလေးတစ်ခုမှာတွန်တနီးကသူ့မရဲ့သမီးလေးလူစီနဲ့အတူနေထိုင်ပါတယ် လွန်ခဲ့နှစ်အနည်းငယ်လောက်ကသူမရဲ့ယောက်ျားလန်တီးကအတီဆုံးသွားခဲ့ပါရင်ဒွန်တနီကဒေါ်ရီကနေတက်တွေခုံလာပြီးအဲ့ဒီတက်တွေနဲ့အိမ်သေးလေးတွေဆောက်ကဈေးထဲမှာရောက်ချပါရင် လူစီကအစိုးရစာတင်ကြောင်းမှာပညာသင်ကြားပါရင်လူစီကကျောင်းကနေဝမ်းတာတာနဲ့အိမ်ကိုပြန်လာပါရင် အမေဘယ်ရောက်နေလဲဒီမှာကြည့်ပါဦးဒီနေ့သမီးကျောင်းမှာဆူရခဲ့တယ်လူစီရဲ့အတန်ကြတော့ဒွန်တနီလည်းသူမနာကိုရှောက်လာပါရင်တီးစုလျာအရန်လာတာပဲ ဟုတ်တယ်မေတီစုလျာအရန်လိုက်အမေသိလားတမီးเจ้าမှာပထမရခဲ့ရဒီနေ့ကတမီးရဲ့အဖေအသက်ရှင်နေအောင်မယ်ဆိုရင်သူအရန်ဝတ်တာမှာပဲအမေတီစုပေးခဲ့တမီးအားခြေလက်သွားစီတော့အမေတီစုလေးတေချာတင်ထားလိုက်မယ်လူစီလည်းခြေလက်စီပေါ်ထွက်သွားလိုက်ပိုင်ခဏလောက်နေတော့သူမပြန်လာကအစာစားလိုက်ပိုင်အဲ့နောက်မှာတော့သူမကတငယ်ချင်းတွေနဲ့ကစားဖို့ထွက်သွားပိုင်နောက်တနေ့မနက်တွန်တနီဇီးထဲမှာအိမ်လေးတွေသွားရောက်မယ့်အချိန်မှာလူစီကအခုလိုပြောလိုက်ပိုင် အမေတမိကျောင်းဆက်တက်ဖို့ဆိုရင် မြေရဲ့တစ်ဖက်ကတောအုပ်ထဲမှာရှိရဲ့အထက်တန်းကျောင်းမှာအမရမင်းတမိနဲ့အတူလိုက်ပြီးတမျိုးကျောင်းအပ်ပေးပါနော်ဒါပေမဲ့တမိရဲ့အဲ့ဒီတောကအယံဝိရဲ့လေတမိအဲ့ကိုတယောက်တည်းဘလို့သွားမလဲအမေစိတ်မပူပါနဲ့အမေရဲ့တငယ်ချင်းပင်ကီရော တုံလူရောအဲ့ကျောင်းမှာပဲသွားအပ်ကြမှာတမိသူတို့နဲ့တူတူလိုက်သွားလိုက်မယ်အဲ့လိုဆိုတော့လေကောင်းပါပြီဒီနေ့အမေအင်္ဂလိပ်တွေသွားရမလို့ မနှက်ပြန်ကြရင်သမီးကိုအဲ့အထက်တန်းကျမှအပ်ပေးမယ်။အဲ့လိုပြောပြီးတွန်တနီကအိမ်လေးတွေကြောင့်မထွက်သွားပါရဲ့။အိမ်လေးတွေဝဲကြပါအောင်တက်သားနေလှုပ်ထားတဲ့အိမ်လေးတွေခိုင်မာပြီးလေတံခံနိုင်တဲ့အိမ်လေးတွေတွန်တနီရဲ့အတန်းကြားတာနဲ့စိတ်တူရွှေလေးရောက်လာပါရဲ့။ညီမကြီးဒီအိမ်ကတလုံးဘလောက်လဲ။အိမ်တလုံးကို90ကျပ်ထဲပါမကြီး။ရော့ဒီအိမ်လေးကအရောက်မှခိုင်ခန့်တယ်။တနွေလုံးဒီအိမ်လေးထဲမှာအေးအေးလေးနေလို့ရနိုင်မယ်။ဒါပေမဲ့နေရောင်းနေစရာအရမ်းများတယ်။ ငါတော့30ပဲပေးနိုင်တယ်။ရောင်းနိုင်နေဆိုရင်ရောင်း။ဟုတ်ရင်ငါပြန်တော့မယ်။ရှော့အမဈေးဥပုပ်ကိုပြန်မလို့ရအောင်။အမ30ပဲပေးလိုက်ပါ။အဲလိုအင်းလေးတွေရှောင်းပြီးညနေကျတော့တွန်တနီယာအိမ်ပြန်လာပါ යි ။နောက်တနေ့ကျတော့တွန်တနီယာလူစီယိုမြစ်တစ်ဖက်ကမ်းမှာရှိတဲ့အထက်တန်းကျောင်းမှာသွားအပ်လိုက်ပါ යි ။လူစီလည်းပျော့ပျွှင်ရွှင်နဲ့ကျောင်းသွားလိုက်ပါ යි ။တဖြည်းဖြည်းနဲ့လူရသည်ကောင်းပြီးမိုးရသည်ရောက်လာပါ යි ။အမေရေသမီးအခုဘယ်လိုကျောင်းသွားရတော့မလဲ တမီးစီမှာထီးလဲမရှိဘူးလေ။ကြားမသွားဘူးဆိုရင်လည်းတမီးအတန်းနဲ့မှနောက်ဆုံးဖြစ်သွားလိမ့်မယ်။အမေတမီးအတွက်ဂျေးလေးကနေထီးလေးဝင်လာပေးခဲ့လေ။အဲ့ဒါဆိုတမီးနဲ့ထီးဆောင်ပြီးကြောင်းသွားလို့ရပြီ။ဒါပေမဲ့လူစီရဲ့ထီးရအရန်စေကြည့်ရလေ။တမီးလည်းသိရဲ့အတိုင်းပဲလေ။အမေစီမှာတမီးကိုထီးဝယ်ပေးနိုင်ဖို့ပတ်စံမရှိဘူးလေ။တွန်တနီလည်းစိတ်ညစ်ရပါအောင်ရင်အဲ့ဒီချိန်မှာတွန်တနီကအိမ်မှာထထားတဲ့ဝက်လုံးတွေကိုမြင်သွားပါတယ်။ ငါဒီဝါနဲ့ပဲလူစီအတွက်ထီလို့ပေးလိုက်မကောင်းလားအဲလိုနဲ့တွန်တနီကလူစီအတွက်တညလုံးဝါနဲ့ထီကိုလှုပ်ပေးလိုက်ပါပြောအဲ့ဒီကိုယူသွားပြီးလူစီနားမှာထပ်ထားလိုက်ပါလူစီအိယာနေနိုးလာတော့သူ့နားမှာဝါးထီးလေးကိုတွေ့ပြီးအယံဝါသာသွားပါသမီးရေတီတီကအမေသမီးအတွက်လှုပ်ပေးထားတာပါသမီးဒီထီးလေးဆောင်ပြီးကြောင်းသွားနော်တွန်တနီလည်းတစ်သားအိမ်လေးတွေနဲ့အတူဝါးထီးလေးတွေကိုလှုပ်ယောင်းလိုက်ပါ ထီးလေးတွေရပြီနော်ဝါထီးလေးတွေတလက်ကောမှာငားချက်သေးနော်ငားချက်တန်ထီးဆိုရဲအတန်လေးကြာရောညတ်တွေအများကြီးသူမဆိုင်မှာထီးလာဝဲကြပါ යි ကျမကိုထီးတလက်ပေးပါအောင်မကျမကိုထီးနဲ့လက်ပေးပါဟုတ်ကဲ့ဟုတ်ကဲ့ကျမအားလုံးထီးအောင်ပေးပါမယ်အဲလိုနဲ့တွန်တနီကညလုံးပေါ့ဝါထီးတွေလှုပ်ပြီးမနှက်ကြရင်ဈေးထဲမှာပြန်ရောက်ပါ යි တွန်တနီကငားချက်တန်ထီးလေးတွေရပြီးပစံတွေအများကြီးရှာကသူမရဲ့သမီးလေးနဲ့အတူ ပျော့ပျော့ရွှင်ရွှင်နေထိုင်သွားကြပါ යි ။ဂိမ်းအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။